အလုံးမင်္ဂလာပါကယ်လီပေါင်တို့ YouTube channel ကနေတင်တို့ကိုနှွေးသွေးစွာကြိုဆိုပါတယ်ဒီနေ့ကျွန်တော် YouTube channel ကနေစပစ်သီးစားခြင်းအပြင်ကင်ဆာယောဂါကုသတဲ့ကုထုံးကိုကျွန်တော်အနေနဲ့ပြောပြသွားမှာဖြစ်ပါတယ်ကျွန်တော် YouTube channel ကို subscribe လုပ်ပေးဖို့ like လုပ်ပေးဖို့မေတ္တာရက်ခံပါတယ်ကျေးဇူးတင်ပါတယ်စပစ်သီးအနေနဲ့ဒီကင်ဆာယောဂါကိုပျောက်ကင်းစေနိုင်တယ်ဆိုတော့စပစ်သီးမှာဗာဒတ်တွေပါလဲကျွန်တော်ကြည့်ရအောင်ပထမအနေနဲ့ vitamin C ပါတယ် beta carotene တက်ပါတယ်ပြီးတော့ quercetin တက်ပါတယ်ပြီးတော့ lutein lycopene တက်ပါတယ်ပြီးတော့ resveratrol တက်နဲ့ allergic acid တို့ပါဝင်တာကျွန်တော်တွေ့ရပါတယ်စပစ်သီးဟာနာတာရှည်ယောဂါတွေဖြစ်တဲ့စီချိုယောဂါနှလုံးယောဂါနဲ့ cancer ယောဂါကို ကာကွယ်ရုံမကပဲပျောက်ကင်းစေနိုင်ပါတယ်ပြီးတော့စပစ်သီးမှာ antioxidant ခေါ်တဲ့ဓာတ်တိုးစန့်ကျင်ပစ္စည်းများကျွဲဝါစွာပါဝင်ပါတယ်။စပစ်တီးနဲ့ပြုတ်လောက်တဲ့စပစ်ဝိုင်းအနီရောင်ဟာလည်းနှလုံးရောဂါကိုကာကွယ်နိုင်ပါတယ်။စပစ်တီးမှာဗိုက်တာမင် C နဲ့အန်တီအောက်ဆီဒန့်ကျွဲဝါစွာပါဝင်တဲ့အတွက်ကြောင့်တင့်အသားအရေကိုကင်ဆာဖြစ်စေနိုင်တဲ့ခရမ်းလွန်ရောင်ခြည်မှကာကွယ်ပေးနိုင်တယ်။အသားအရေပေါ်မှာအမဲဆက်ဖြစ်ခြင်းမှကာကွယ်နိုင်တယ်ဝက်ချံပေါက်ခြင်းမှလည်းကာကွယ်ပေးနိုင်ပါတယ် ကျွန်တော်မှာ grip cure ဆိုတဲ့စပြစ်သေးစားခြင်းအပြင်ကင်ဆာယောဂကုထုံးစာအုပ်တအုပ်ရှိပါတယ်။ဒီနေ့အဲ့ဒီအကြောင်းကိုကျွန်တော်အချင်းချုပ်လိုရင်းတူရှင်းကိုပြောပြမှာဖြစ်ပါတယ်။ကင်ဆာယောဂစပြစ်သေးစားဖြစ်အောင်ပျောက်တဲ့ကုထုံးရဘလို့လဲပထမအဦးဆုံးကျွန်တော်ကင်ဆာယောဂတဲ့ဟာ3ရက်အစာရှောင်ရမယ်ပြီးမှ3ရက်ပြည့်တဲ့အခါမှာအာ1ထက်မှရှိတယ်ကျွန်တော် အဆိတ်တွေမကောင်းတဲ့ cholesterol တွေမကောင်းတဲ့ uric acid မှာစားပြီးတော့ဓာတ်အမျိုးမျိုးကိုခံတဲ့တဲကနေကျွန်တော်ဝမ်ချူချင်အပြင်ကျွန်တော်အနေနဲ့ထုတ်ပြဖို့ဖြစ်ပါတယ်ဝမ်ချူပြီးတဲ့အခါမှာကိုခန္ဓာအလုံးဝတန့်ရှင်းသွားပြီဆိုတဲ့အခါမှာအချားအစားအစာဘာမှမစားဘဲနဲ့စပြစ်သေးတန့်တန့်ရှင်းစင်စေးကြောပြီးတော့အစာအနေနဲ့တရက်၃ခါ၃ခါမှန်မှန်စားပြီး 3လအထိစားရမှာဖြစ်ပါတယ်။ကြားထဲမှာပါအစာမှစားလို့မရဘူးဆိုတာတွေ့ရတယ်။အဓိကအဖြစ်ကင်ဆာဖြစ်စေတာကတော့အသားနဲ့တကြားဖြစ်ပါတယ်။အဲ့တော့ကြောင်းအသားကိုလုံးဝရှောင်ရုံမကပဲဖြစ်နိုင်ရင်ကင်ဆာဖြစ်စေတာဏီတော့အယောင်ရှိတဲ့သားတွေဖြစ်တဲ့အတွက်ကြောင်းဓာတ်တွေကိုလုံးဝရှောင်ဖို့ဖြစ်တယ်။ပြီးတော့တကြားလို့ပြောတဲ့အခါမှာတကြားမကပဲနဲ့တကြားနဲ့ပြုတ်လို့တဲ့ချုပ်ရအလုံးပါဝင်တာကျွန်တော်တို့တွေ့ရပါတယ်။ အဲ့အတွက်ကြောင့်သူတေသနာပြုလုပ်ခြင်းအားဖြင့်ဤကဲ့သို့စပစ်သီးကိုပဲအာတုံးလာစားတဲ့ခါမှာကင်ဆာဆဲလ်အလုံးသေးပြီးတော့ကင်ဆာလုံးဝအမြင့်ပြတ်ပြီးတော့ပျောက်သွားတာသူတေသနာပြုလုပ်ချက်အရတွေ့ရှိပြီးတော့စာအုပ်ဝင်နေတဲ့ဆရာဝန်၄၅ယောက်ပူးပေါင်းပြီးတော့ရေးသားတာဖြစ်ပါတယ်ဒီနေ့မှာကျွန်တော်ရဲ့ပြောကြားချက်ကိုနားထောင်တော်သူ မိမိကိုယ်တိုင်ကင်ဆာယောဂါရှိတယ်ဆိုရင် လက်တွေ့တုံးရင်ကင်ဆာယောဂါတကယ်ပြောင်းမှာဖြစ်ပါတယ်မိမိကိုယ်တိုင်ကင်ဆာယောဂါမရှိတောင်မှမိမိတငယ်ချင်းတွေကိုဝေငှပြီးတော့တငယ်ချင်းများအနေနဲ့ဒီကုထုံးကိုတုံးချင်းအားဖြင့်ပိုက်ဆံလက်အများကြီးမတုံပဲမကုံပဲနဲ့ကင်ဆာယောဂါပြောက်ကင်းနိုင်ပါတယ်ဒီနေ့မှနားထောင်တော်သူအားလုံးကင်ဆာယောဂါကနေကာကွယ်နိုင်ပါစေ ကင်ဆာယောဂါရှိရင်တောင်မှစပြစ်ကုထုံးအားဖြင့်ပျောက်ကင်းအောင်ကုနိုင်ပါစေမိမိမိတ်ဆွေများကိုလည်း share လုပ်ပြီးတော့ကင်ဆာယောဂါကင်းဝေးနိုင်ပါစေလို့ကျွန်တော်အနေနဲ့ဆုတောင်းမေတ္တာပို့ရင်ဤကုန်းချုပ်ပါတယ်ကျေးဇူးတင်ပါတယ်